မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် enumerate function အကြောင်းကိုကျွန်တော်ဆွေးနွေးတော့မှာပဲဖြစ်ပါနှုတ်ပုံမှန်အဖြစ်ကျွန်တော်တို့ list ထဲမှာရှိတဲ့နှုတ် element တွေကိုနှုတ်ယူရဲ့အခါမှာနီးလန်းနှစ်နီးလန်းနဲ့ကျွန်တော်ယူလို့ရပါပထမနီးလန်းကတော့ကျွန်တော်တို့ list ထဲမှာရှိတဲ့ element တွေကိုဓာတ်ရိုက်ယူတာပါသူကတော့ကျွန်တော်တို့ဘယ်လိုရေးလဲဆိုရင် for ပြီးတော့ရင်3 in a ဆိုပြီးရေးလိုက်တယ်ဒီနေရာမှာကျွန်တော်တို့ကကြိုက်တာထားလို့ရတယ် ထည့်ထားပြီးတော့ node ထုတ်လိုက်မှဆိုရင် let ထက် element တွေကျွန်တော်တို့ဓာတ်ရိုက်ပြုလို့ရတယ်နောက်တစ်နည်းအကြတော့ဘာလဲဆိုရင်ကျွန်တော်တို့ index ကိုအသုံးပြုပြီးတော့ကျွန်တော်တို့က let ထဲမှာရှိတဲ့ element တွေကိုထုတ်ယူရပါ index ကိုထုတ်ယူတဲ့အတွက် index တွေကဘယ်တော့ဖြစ်ဖြစ်တုံရအနေစားတဲ့အတွက်ကျွန်တော်တို့ join function ကိုအသုံးပြုပြီးတော့ vector pad မလဲဆိုရင် let ထဲမှာရှိတဲ့ element အရေးအတွက်သူ့ရဲ့ lunch အရေးအတွက်ဒီကျွန်တော်ပတ်ပြီးတော့ အင်တက်ကနေတဆင်ကျွန်တော်တို့ကနေပြီးတော့လက်ထဲမှာရှိတဲ့ element တွေကိုထုတ်လာပါနောက်ထပ်တနည်းကတော့ကျွန်တော်တို့ enumerate enumerate ကဖြန့်ကျင်ရကြတယ်ကျွန်တော်တို့အင်တက်လည်းသိလို့ရတယ်သူ့ရဲ့တန်ဖိုးတွေကိုလည်း node diagram သိလို့ရတယ်ခုပြင်တော့ definition တွေကိုကျွန်တော်ရေးကြည့်လိုက်တော့ဘယ်လိုရေးလဲဆိုရင် for ပြီးတော့သူ့ရဲ့ intent အတွက်ကျွန်တော် i လို့ရေးလိုက်မယ်တန်ဖိုးအတွက်ကိုကျွန်တော် v လို့ရေးလိုက်မယ်ပြီးတော့ in E M U M E R A T E enumerate ဆိုပြီးတော့ရေးလိုက် enumerate ဆိုပြီးတော့ဒီမှာဆိုဘယ်လစ်ကိုယူမှာလဲဆိုလစ်ရဲ့နာမည်က A ဆိုပြီးကျွန်တော်ယူလိုက်မယ်ပြီးတော့ရင်ကျွန်တော် P R I N D ဆိုရင် I နဲ့ internet ဖြူနဲ့ဟိုကျွန်တော်ထုတ်လိုက်အဲ့လိုပုံစံလေးပါဟုတ်ပြီနော်ဒီဥပမာလေးကိုနော် run ကြည့်လိုက်နော်တခုပြီးရင်တခုတိတာထင်ရှားအောင်ဂျားထဲမှာကျွန်တော်ပြင်လေးတွေကျွန်တော်ခံထားလိုက်ပါမယ် ဟုတ်ပြီကျွန်တော် run ကြည့်လိုက်။ no file number ကတော့ကျွန်တော် example 48ပေါ့။ဟုတ်။ final example 48ဆိုတော့ကျွန်တော် run လိုက်ပါ။ဟုတ်ဒီမှာပါ။ပေါ်လာပါပြီ။ဟုတ်ပထမဆုံးဟာအာတော့ကျွန်တော် list ထဲမှာရှိတဲ့ element တွေ diagram ယူထားဖြစ်တဲ့1 2 3 4 5ဆိုပြီးတော့ဟုတ် diagram ထွက်လာတယ်။နောက်တစ်ခုကကြတော့ဟုတ် index ကိုယူပြီးတော့ထုတ်ထားဖြစ်တဲ့သူ့ရဲ့ element တန်ဖိုးတွေဟို diagram ထွက်လာတယ်။ ဒီမှာကျတော့ကျွန်တော်ဘာလို့ထွက်လဲလို့အင်တက်ရဲ့သူ့ရဲ့အင်တက်တန်မိုးရောအင်တက်တန်မိုးရောသူ့ရဲ့ဒီအင်တက်မှာရှိတဲ့ value တန်မိုးရောပါကျွန်တော်တို့တန်ပြထွက်လာ1 element index 0မှာရှိတဲ့2 element က index 1မှာရှိတယ်ဆိုအောင်လို့ရရှိမှာပဲဖြစ်ပါကျွန်တော်နောက်ထပ် enumerate ကိုဘယ်လိုရေးလို့ရလဲဆိုရင်ကျွန်တော် variable တစ်လုံးနဲ့ item ဆိုပြီးတော့ကျွန်တော်ရေးလို့ရပါတယ် ျွန်တော်အပေါ်မှာရေးခဲ့တာကကျွန်တော်အင်းတဲ့အတွက်သက်သက်နာမည်တစ်ခုပေးတယ်။ပြီးသွားရင်လက်ထဲမှာရှိတဲ့ element အလုံးကြီးရဲ့တန်ဖိုးတွေရဖို့အတွက် variable တစ်လုံးတန်ဖိုးသက်သက်ပေးတယ်။ဟုတ်ပြီဒီနှစ်ခုဘယ်လိုထူးခြားချက်ရှိလဲဆိုတော့ကျွန်တော် run ကြည့်လိုက်ရအောင်။ဟို run ကြည့်လိုက်တဲ့အခါမှာကျွန်တော်ဒီမှာဆိုရင်ကျွန်တော် index တွေထွက်လာတယ်။ပြီးသွားရင် အဲ့အင်တာနေရာမှာရှိတဲ့တံမိုးတွေထွက်လာအဒီမှာဆိုလဲတူတူပဲဒါပေမဲ့ဒီမှာလက်သေးကွင်းလေးနဲ့ကျွန်တော်တို့ပေါ်ပြထားတာဖြစ်တယ်အဲ့လက်သေးကွင်းလေးနဲ့ပေါ်ပြထားတာဘာလဲဆိုတော့ node ကြီးอ่ะဘလို့ data type အမျိုးအစားလဲဆိုတော့ node ကြီးอ่ะဒီကြားတစ်ခုကတော့ node di i နဲ့ v နဲ့ကျွန်တော်တို့သိနေကြမျိုးဆိုတော့ node အဲ့ဒါကိုတော့ဘလို့ကြည့်နိုင်မလဲဆိုရင် tyb type i ဆိုပြီး node ကြည့်လိုက်မယ်ပြီးတော့ရင် tyb type ကျွန်တော်တို့က g ဆိုပြီး node ကြည့်လိုက် ဟုတ်ပြီဒီကောင်လေးကိုလည်းကျွန်တော်ဒီလိုကြည့်တယ်လို့အောက်က item ဆိုတော့ဟာလေးကိုလည်းကျွန်တော်ဘာမျိုးစားထွက်ပေးတာလဲဆိုပြီးတော့ကျွန်တော်ကြည့်လိုက် enumerate enumerate a ဆိုပြီးတော့ကျွန်တော်ဒီလေးပဲတစ်လုံးနဲ့ပြလိုက်ရင်ဘာမျိုးစားလဲဆိုတော့ note ပြီးကျင်လဲတော့ p1 d ite item အမျိုးအစားအရေးကြီးပါသူကအမျိုးအစားပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကလုံးနိုင် join နေတာကျွန်တော်တို့ကပြောင်းသွားတဲ့အတွက်ကျွန်တော်တို့ကအမျိုးအစားကကျွန်တော်အရေးကြီးပါတယ်အဲအကြောင်းမို့ကျွန်တော်မျိုးအစားပြရအောင် ဟုတ်ပြီကျွန်တော်ပြန် run ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာတော့ကျွန်တော်တို့၃ညဘာမျိုးစားလဲဆိုရင်ကျွန်တော်တို့အင်အမျိုးစား1လည်းအင်မျိုးစား OK ကျွန်တော်တို့ဒါ unity ကအမျိုးစားဖြစ်တယ်ဒီမှာဆိုရင် item ဆိုတဲ့ variable လေးကဘာမျိုးစားဖြစ်လဲ table ဆိုတဲ့ variable အမျိုးစားဖြစ်ပါ table ဆိုတဲ့ variable variable အမျိုးစား Python မှာရှိတဲ့ data type အမျိုးစားတွေလည်းကကျွန်တော်တို့မျိုးဖြစ်ပါတယ်သူ့မှာလည်း အတာကျက်တွေရှိပါတယ်အသုံးပြုတဲ့နေရာတွေလည်းကျွန်တော်ကျေပြပါမယ်ကျွန်တော်နောက်ထပ် enumerate function ကဘယ်လိုထပ်ရေးလို့ရလဲလဲဆိုရင်ကျွန်တော်တို့ parameter percent နောက်ထပ်တစ်ခုပေးလို့ရပါအဲ့ဒါ star ဆိုတဲ့ parameter ပါအဲ့ဒီ star ဆိုတဲ့ parameter ဘာကိုပြောတာလဲဆိုရင်ကျွန်တော်တို့ index ပုံစံလေးတွေ index စမဲ့တန်ဖိုးလေးကိုနော်ပေးတာပါတကယ်လို့ကျွန်တော်တို့က star ဆိုတဲ့ parameter ကို percent မပေးဘူးဆိုရင်ဘယ်တော့ဖြစ်ဖြစ်ကျွန်တော်တို့က300ရာနေစာမယ်တကယ်လို့ကျွန်တော်တို့စခြင်းနဲ့တန်ဖိုးရှိတယ်ဆိုရင်ကျွန်တော်တို့ကနောက်ကနေပြီးတော့ enumerate function ကိုခေါ်တဲ့အခါမှာ parameter percent နှလုံးပေးရမယ်ပထမတစ်လုံးက ether တွေပဲဖြစ်တဲ့ဟာတွေ ether တွေပဲဖြစ်တဲ့ object ဆိုတာကျွန်တော်အရင်သင်ကန်းသားမှာလည်းပြောပြီးသားပြီ list တို့ tuple တို့ string အမျိုးအစားတို့ဖြစ်ပါကျွန်တော်အပေါ်မှာဥပမာပြသွား list အမျိုးအစားကိုပြသွားပါ ဟုတ်ပြီနော်ဒီဥပမာလေးနှစ်ခုကိုကျွန်တော်ကြည့်ကြည့်လိုက်အောင်ဟိုဤတာတွေပဲနဲ့ star နဲ့ parameter ပတ်သင်ပေးပြီးတော့ enumerate မှာဘယ်လိုသုံးမလဲဆိုတော့ကျွန်တော်ကြည့်ကြည့်လိုက်အောင်နော်ဒီမှာဆိုရင်ကျွန်တော်တို့ lit a ရှိတယ် a ဆိုပြီးတော့ကျွန်တော်တို့ရှိတယ်အဲ့ဒီ lit a မှာကျွန်တော် enumerate သုံးပြီးတော့ကျွန်တော်ဖြေမယ်ပထမကကျွန်တော်တို့ကသူ့ရဲ့ normal တွေ index တွေအတွက်ပြီးတော့တန်ဖိုးလေးကိုကျွန်တော်တို့ထုတ်ယူမယ် ပြီးတော့ရင်ကျွန်တော်ဗာလဲဆို5ဆိုပြီးတော့လည်းရေးတယ်ဒီ5ဆိုတာဘာကိုပြောလဲဆိုရင်ကျွန်တော်တို့ဒီ index တွေဒီ value တွေလို့1နဲ့3 4 5အဲ့ value တွေရဲ့တန်ဖိုးတွေကိုကျွန်တော်တို့ပြန်ပြောင်းနေမှာဒီကောင်းတော့ value 5နဲ့စာမယ်6ခွန်8 9ဆိုပြီးတော့ယူသွားမှာဒီ star ဆိုတဲ့ function ကတော့ a star ဆိုတဲ့ parameter ကိုကျွန်တော်တို့ enumerate မှာတုံးတာတော့ကျွန်တော်နဲပါတယ် ါဒါကျွန်တော်သိအောင်ပြောပြတာပါနောက်တစ်ခုကကြတော့ဘာလဲဆိုရင်နောက်တစ်ခုကကြ enumerate ကကျွန်တော်တို့ခန့်ချင်ရ iterator တွေပဲ object တွေကိုကျွန်တော်တို့ iterator တွေပဲ object တွေနဲ့အသုံးပြုလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်ဘာနဲ့ထပ်ပြီးတော့အသုံးပြုလို့ရလေးလဲဆိုရင် string object တွေနဲ့တော့အသုံးပြုလာဘာဖြစ်လို့လဲဆိုတော့ string iterator တွေပဲဖြစ်လို့ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော် enumerate A ဆိုပြီးတော့ရေးလိုက် A ကဒီမှာဘာမျိုးစားလဲဆိုတော့ string မျိုးစားပါပြီးတော့ကျွန်တော် index ရဲ့သူ့ရဲ့တန်ဖိုးရဲ့ထုတ်လိုက်မယ်ဘလို့ထွက်သွားမလဲ index 0ကကျွန်တော် 8th မှာ index 1 e ထွက်မယ် index 2ကတော့ဘာလဲဆိုရင် l index 3ကလည်း n index 4က0ဆိုပြီးတော့ထွက်အောင်ဖြစ်ပါဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ program လေးကိုလည်း run ကြည့်လိုက်အောင် အနာခေါလာနဲ့တော့ဒီမှာဆိုရင်ကျွန်တော်မြင်တာတဲ့အင်တာတွေကပုံမှန်အဖြစ်ကျွန်တော်ဂျီရိုကနေမစားတော့ဘဲနဲ့ကျွန်တော်9 6 9ကနေစားဘာဖြစ်လို့လဲဆိုရင်ဒီပါရာမီတာလေးအကြောင်းမလို့ပါ A ကတော့ကျွန်တော်1 23.4 5ဆိုပြီးတော့ကျွန်တော်ပုံမှန်သူ့ရဲ့တန်ဖိုးလေးထွက်တယ်တော့ဒီ enumerate ကိုဒီတာတွေပဲရဲ့ no style ရဲ့တုံးတာတော့ရှားပါရဲ့ no တိအောင်ပြောပြရပါ ဒီမှာဆိုရင်ကျွန်တော် string ရ iter တွေပဲဖြစ်တဲ့အတွက် enumerate နဲ့တုံးလို့ရပါတယ်။အဲ့ရအတွက်ကျွန်တော်ဒီလို h 1 e 2 r n 3 r n 4 r 4ဆိုပြီးကျွန်တော်ဖြစ်သွားမှာပဲဟောဖြစ်ပါ။ကျွန်တော်ဥပမာပုံစံလေးရတော့ net ရှိ -30 မှာ -99 ကြာရှိဂိမ်းများနဲ့အစင်မ99ကြာရှိဂိမ်းများကိုတုံးညာပြောင်းပေးပါ။ဟောဆိုလိုတာကတော့ net တစ်ခုရှိမယ်။အဲ့ net ထဲကနေပြီးတော့ -30 နဲ့ -99 ကြာဒါမှမဟုတ်30နဲ့99ကြာရှိတဲ့စိတ်မြောင်းလို့၃ညပြောင်းပေးရဒီမှာဆိုရင် -15 ဖြစ်တဲ့အတွက်သူ့ကိုတော့၃ညပြောင်းပေးရမယ်20ကလည်း30နဲ့99ကြာမှရှိတဲ့အတွက်၃ညပြောင်းပေးရမယ်34 3ညပြောင်းပေးရမယ်50 30နဲ့99ကြာရှိတဲ့၃ညပြောင်းမယ်105ကြောင်းနေရမလို့100လည်းကြောင်းနေရမလို့ဟုတ်ပြီကျွန်တော်ဒီပုံစံလေးကိုကျွန်တော်တို့တွက်ကြည့်လိုက်အောင် ျွန်တော်တို့ဒီလက်ထဲမှာရှိတဲ့ element တွေရဲ့တံမိုးပြောင်းရင်ကျွန်တော်ဘာနဲ့ပြောင်းရမလဲဆိုရင်သူ့ရဲ့ကျွန်တော်တို့ဘာသိရမလဲဆိုရင် index တိမှာကျွန်တော်တို့ကပြောင်းလို့ရမှာဒီ index လေးတိမှာကျွန်တော်တို့ကဒီလိုမျိုး for ပြီးတော့မျိုးပြောင်းလို့ရမှာတံမိုးနဲ့ကျွန်တော်တို့က diet ပြောင်းလို့မရဒီနေရာမှာကျွန်တော်တံမိုးဘယ်အတွက်သုံးမလဲဆိုရင်ကျွန်တော်စစ်ဆေးတဲ့နေရာမှာသုံးမှာစစ်ဆေးတဲ့နေရာမှာသုံးမှာဆက်ဆလာခြင်းကျွန်တော် လက်ထဲမှာရှိတဲ့ element တွေဖြည့်ထုတ်ဖို့ enumerate function ကိုကျွန်တော်အသုံးပြုလိုက်တယ်။ enumerate function ကနေတစ်ဆင့်ကျွန်တော် index ရဲ့တန်ဖိုးရရ။ index ရဲ့တန်ဖိုးရကျွန်တော်မလုပ်ဖို့လဲဆိုရင်ကျွန်တော် index ကတော့ကျွန်တော်ကတန်ဖိုးတွေပြောင်းဖို့၊သုံးညပြောင်းဖို့သူ့ရဲ့ value element တန်ဖိုးကိုကျွန်တော်စစ်ဆေးဖို့အဲ့ရတော့ကျွန်တော်30ရက်နေ69ကြာလို့အရင်ရေးလိုက်တယ်။ဘာဖြစ်လို့30ရက်နေ69ကြာလဲ လို့ရေးလဲဆိုကျွန်တော်အဲ့နှလုံးမခံနိုင်လို့မိုင်းနဲ့ဖြစ်ဖြစ်ပလက်ဖြစ်ဖြစ်တသားတည်းဖြစ်အောင်ကျွန်တော် ABF ကိုကျွန်တော်ခံပြီးတော့ရေးလိုက်တယ်တကယ်လို့30နဲ့99ကြာရှိတယ်ဆိုရင်ကျွန်တော်ကတုံညာပြောင်းမယ်ဆိုပြီးတော့ enumerate function တုံးပြီးတော့ကျွန်တော်လလပပကျွန်တော်ရေးသွားပဲဖြစ်ပါ ABF ကတော့ကျွန်တော်တို့မိုင်းနဲ့ဖြစ်လဲအကုန်ပလက်ပြောင်းမိတဲ့အတွက် unit ဖြစ်တော့အောင်ကျွန်တော်လောက်ထားတာပဲဖြစ်ပါဟုတ်ပြီနော်ဒီ program လေးကိုတော့ရေးကြည့် ီမှာဆိုရင်ကျွန်တော်တို့ဘယ်ကောင်းလေးကြောင်းအောင်မလဲဆိုရင်သူ့ကိုကျွန်တော်ကြောင်းအောင်မယ်10ကြောင်းလေးရမလို့34ကြောင်းအောင်မယ်နောက်ဒီမှာဆိုရင် channel gain တွေကြောင်းလေးရမလို့ဟုတ်ပြီကျွန်တော်ဒီ run ကြည့်လိုက်တော့ -30 အရနေဟိုက -30 အရနေ69ကြာပါအောင်ဖြစ်တဲ့အတွက်ကျွန်တော်25လို့ရေးလိုက်တယ်အဲဒါဆိုရင်25ကိုလည်းကျွန်တော်တို့ကြောင်းအောင်မှာပဲဖြစ်ပါဟုတ်ပြီတော့ဒီ program လေးကိုကျွန်တော် run ကြည့်လိုက်ရအောင် ဒီမှာဆိုရင်တော့မြင်တာထင်တာရှိပါတယ်1တော့ပြောင်းဘူး2မပြောင်းဘူး15နေရာမှာပြောင်းသွားတယ်8ပြောင်းနေရမလို့34ပြောင်းသွားတယ်နောက်ပြီးကြတော့9ပြောင်းနေရမလို့9နောက်က25ပြောင်းသွားတယ်ဒီမှာဆိုရင်3ညာ3လုံးကျွန်တော်တို့ပြောင်းသွားတာပဲဖြစ်ပါတယ်ကျွန်တော်ဆွေးနွေးကျင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ